ချက်တော်ဖြတ်လိုက်တယ်မပြတ်သွားဘူးဆိုရင်ဟိတ်အခုပြောနေတာကမေးလောက်ပြီးဆိုမှပေါ်ပေါ်လာတဲ့ရည်စားဟောင်းကြောင့်မဟုတ်ဘူးနော် iPhone 16 Pro Max ကဖိုင်တွေဖြတ်ပြီးရင်အမိုက်ပုံဘလို့တွန်းလဲအမိုက်တွေရှင်းချင်လို့ပြပြပေးပါလားဆိုပြီးအကောက်ပိုင်းရှင်မေးဆိုတဲ့အမမေးထားတဲ့ comment လေးကိုဖြည့်ပေးမှာဖြစ်ပါတယ် Fire application ထဲကဖြတ်လိုက်ပြီးဆိုပေမဲ့လုံးဝဖြတ်ဖြစ်ချင်တယ်ဆိုရင်တော့အရင်ဥဆုံး Fire application ထဲကိုဖွင့်မယ် browse ထဲကိုသွားမယ်နောက်ပြီးတော့ recently delete ထဲကိုပြန်ဝင်မယ် ကိုပြက်ချင်တဲ့ file တွေကိုလက်နဲ့ကြကြလေးပြထားမယ်ဆိုရင်တော့ဒီမျိုးစာတမ်းလေးတွေပေါ်လာလိမ့်မယ်နော်တကယ်လို့ delete နောက်နှိပ်လိုက်မယ်ဆိုရင်တော့အပြီးပိုင်းပြတ်သွားမှာဖြစ်ပါတယ်တကယ်လို့ကိုက t file ကိုပြန်ယူချင်တယ်ဆိုရင်တော့ recover ကိုနှိပ်လိုက်လို့ရပါတယ်ဒီ file ရဲ့အားလုံးကိုကိုကတခါတည်းဖြတ်ပစ်ချင်တယ်ဆိုရင်တော့ဒီညာဘက်တောက်ကအဆက်30ကိုနှိပ် select ကို၍ ဒီ file အားလုံးကို select လုပ်လိုက်လို့ရပါတယ်။အောက်ဆုံးက delete ကိုနှိပ်လိုက်မယ်။နောက်ထပ်ပေါ်လာတဲ့ delete ကိုထပ်နှိပ်လိုက်မယ်ဆိုရင်တော့ကိုဖြတ်ထားပြီးသား file တွေအားလုံးကိုကိုယ့်ရဲ့ phone storage ကနေအပီးပိုင်းပြတ်တော့မှာဖြစ်ပါတယ်။နောက်ထပ်သိချင်တာရှိရင်တော့ comment ထဲမှာမေးမြန်းခဲ့လို့ရပါတယ်နော်။အားလုံးပဲတတား။